ေးပထဝီကတိုင်းလို့အာဟောကတိုင်းလို့ဒေသောကတိုင်းလို့ဝါယောကတိုင်းလို့ဆိုတာကတိုင်းလို့ရတာခက်ကောင်းခက်နေတယ်ပို့ပြီးတော့ဒီတဲ့လွယ်တာတော့အယောင်ကတိုင်းလေးပုံမှာကြည့်လို့ရှိရင်ပို့လွယ်နီလာဆိုတာအပြာရောင်သမုတ်အညိုးရောင်ပိတဆိုတာအဝါရောင်ဩရဒ္ဒဆိုတာဖြူရောင်နောဟိတဆိုတာအနီရောင် အဲ့ဒီအနီးအီအယောင်းလေးပေါ်မှာလည်းပဲစိတ်ကလေးကိုတည်ငြိမ်အောင်နေခြင်းတဲ့ဒီစနစ်တည်ရှိတယ်။အဲ့ဒါကိုလေ့ကျင့်မယ်ဆိုလို့ရှိရင်ဆိုပါလို့ဩရဏကတိုင်းလေ့ကျင့်မယ်ဆိုလို့ရှိရင်ဖြူခွေးနေတဲ့စက္ကူပဲဖြစ်စေပိဿာလေးပဲဖြစ်စေလူရဲ့အနေထားလိုက်ပေါ့အတွေးဝါဒနာပါတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခတ်ချင်းချင်းလောက် မောဟကြီးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အတွေးဝါဒနာပါရင်ခတ်ချင်းချင်းခတ်သေးသေးအဲတွေးဝေတတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မောဟဇယံရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ခတ်ချင်းချင်းခတ်တိုင်းလို့တဲ့အနေထားလေးရအဲ့တော့မကြီးလုံးမသေးလုံးစက္ကူဖြစ်စေပိတ်ကူဖြစ်စေဝိုင်းနေအောင်ကြိုက်ကြည့်ရအယောင်မတူတာကိုနောက်ခံထားမိမိရဲ့ရှေ့မှာ အတွန့်အလိုက်တွေမရှိအောင်ပြန့်နေအောင်ရှေ့မှာကြည့်လို့အနေထားကောင်းတဲ့နေရာလေးမှာ ကိုယ့်ရှေ့ကနေထောင်ထားပြီးတည်ငြိမ်တဲ့ဣရိယာပုလေးတစ်ခုနဲ့အဲ့ဒီအဖြူရောင်ကိုစူးစိုက်ပြီးတော့အဖြူအဖြူလို့ဆိုပြီးတော့စိတ်ကိုတခြားမလွဲအောင်ဖြစ်ချင်တာဒါအောရတကတိုင်းရှိတယ်သမာဓိကိုအဲ့ဒီလိုစပြီးတော့၄ချက်ရပေါ့။ဘာနဲ့ပဲ၄ချက်၄ချက် အဲ့လိုကတိုင်းနဲ့နေချင်လိုက်ပြီဆိုလို့ရှိရင်ပထမမျက်စိနဲ့ကြည့်တယ်မျက်စိနဲ့ကြည့်ပြီးတဲ့အခါမျက်စိမိတ်လိုက်တဲ့အခါမှာလည်းပဲဒီအာယုံကြီးဟာစိတ်ထဲမှာဆွဲထင်းကြံနေပြီမျက်စိနဲ့မှတ်ပြီးတော့နေတဲ့ဖွင့်ကြည့်ပြီးတော့မှတ်နေတဲ့အာယုံကိုပရိက္ခမနမိတ်လို့ခေါ်တယ် အဲ့ဒီပရိကမနမိတ်ဟာစိတ်ထဲမှာဆွဲထင်သွားပြီးရစီမိတ်ထားလည်းလေဒီအဖြူဝိုင်းလေးဟာကိုယ်စိတ်ထဲမှာပေါနေတယ်ဆိုလို့ရှိရင်ဒါဥက္ကနမိတ်လို့ပေါ့အဲ့ဒီလိုဥက္ကနမိတ်ရလာပြီဆိုရင်ဘယ်နေရာမှာသွားထိုင်ထိုင်ဘယ်နေရာမှာပဲကြည့်ကြည့်ဒီကတိုင်းဘက်ကိုသူ့ရှိမှချပြီးကြည့်စရာမလိုတော့ဘူးစိတ်ထဲမှာထင်းနေတဲ့ကတိုင်းကိုပဲထပ်ပြီးတော့ကြည့်ကြည့်ကြည့်တဲ့အခါကျတော့အဲ့ဒီအဖြူရောင်ဟာ ဖိတ်ဖိတ်တောက်ပြီးတော့အယောင်ဟာပုံပြီးတော့လက်လာတယ်ပုံပြီးတော့ကြီးလာတယ်ဆိုလို့ရှိရင်ဒါပฏิပါဘာမိတ်လို့ခေါ်အဲ့ဒီပုံတရံလေးတွေပြောင်းပြောင်းလာပြီးပฏิပါကဓမ္မရလာပြီးဆိုလို့ရှိရင်ဒီလိုလေးကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်တခြားကိုရောက်မသွားတော့ဘူးအဲ့ဒီအာယုံလေးပေါ်မှာတည်ငြိမ်ပြီးတော့သွားအဲ့လိုတည်ငြိမ်သွားတဲ့အဆင့်ကို ဇမ္မယသေးခင်ရှေးပိုင်းအဆင့်ကလေးကိုဥပ္ပစာရသမာဓိလို့ခေါ်တယ်။အဲ့ဒီဥပ္ပစာရသမာဓိကနေပြီးတော့တကယ်ကိုအာယုံပေါ်မှာစိတ်ကလေးကလုံးဝတတ်ဆင်ထားလိုက်တယ်လို့အာယုံပေါ်မှာကတ်သွားတဲ့သဘောမျိုးအာယုံပေါ်မှာလုံးဝငြိမ်ချသွားတဲ့သဘောမျိုးဖြစ်လာလို့ရှိရင်အပ္ပနာသမာဓိလို့ခေါ်တယ်။အဲ့ဒါလို့သမာဓိတရားအချင်းချင်းကျုပ်ကိုအားထုတ်လိုက်တဲ့အချိန်မှာ ပဋိကကနိမိတ်တာဆိုတဲ့ကတိုင်းအာယုန်လေးပေါ်မှာစိတ်ကလေးကလုံးဝငြိမ်းပြီးတော့သွားလို့ပထမဇန်အဆင့်ဆိုတာမျိုးရသွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာမာရှိလို့ဆိုအဖြူရောင်အာယုန်လေးပေါ်မှာတွေးနေတဲ့ဖြူရောင်အာယုန်ပေါ်မှာစိတ်ကိုတင်ပေးနေတဲ့ဝိတ္တကြံစည်နေတဲ့ဝိစာကကျဉ်းနေတဲ့ပီတိ စိတ်ထဲမှာပျော်မွေ့ပြီးနှစ်ချိုင်နေတဲ့ဒုက္ခတည်ငြိမ်နေတဲ့ဧကကတ္တသမာဓိဒီ၅မျိုးပဲရှိတယ်။အဲ့ဒီ၅မျိုးနဲ့ဒီအာယုလေးပေါ်မှာစိတ်ဟာငြိမ်နေပြီ။ဘယ်ခါချင်းလိုက်ချင်းလိုက်အဲ့ဒီအာယုလေးပေါ်မှာစိတ်ကလေးကကတ်ပြီးတော့သွားပြီးဘယ်မှကိုမလွှဲတော့ဘူးဆိုလို့ရှိရင်ဒါပထမဇန်ရတယ်လို့ခေါ်။အဲ့ဒီပထမဇန်ရသွားပြီဆိုလို့ရှိရင်အဲ့ဒီသမာဓိဘာဝနာဟာ ဘာအတွက်လေ့ကျင့်တဲ့ဓမ္မရီဘာဝနာလဲလို့ဆိုရင်ဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေဖို့အဲ့ဒီအာယုံပေါ်မှာစိတ်လေးကိုငြိမ့်နေလိုက်လို့ရှိရင်အလုံးဟာမေ့သွားပြီးတော့ဒီအာယုံလေးပေါ်မှာစိတ်လေးကငြိမ့်နေလို့အမြဲတမ်းသာနာဒုက္ခလို့ဆိုအမြဲတမ်းချမ်းသာတယ်ကာမအာယုန်တွေမရှိဘူးအာဟုတုစိတ်တွေဝေမလာဘူးပူပန်မှုတွေမရှိဘူး စိတ်ကလေးကငြိမ်းချမ်းပြီးတော့အဲ့ဒီပုံမှာတည်ငြိမ်ပြီးတော့နေတယ်တဏှာဤနေမယ်ဆိုရင်တဏှာဤနှစ်နာရီနေမယ်ဆိုရင်နှစ်နာရီဇာဝင်စားပြီးတော့နေတယ်လို့ဒီလိုပြောတာเนาะဇန်ဆိုတာကောင်းကင်ပြန်လာကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့အာယုန်လေးပုံမှာစိတ်ကလေးငြိမ်းနေတယ်ဒိဋ္ဌာမသုသဝိယလားတရားရဟန္တာတွေဒါကိုအသုံးပြုလို့ရှိတယ် အထူးသဖြင့်ရှင်မောက္ကလံပထေမြတ်ဆိုတာအမြဲတမ်းပဲတုံ့ပြန်